ီလောက်မြန်ဆန်နေတဲ့ခေတ်ကာလကြီးထဲမှာမိတ်ဆွေစောင့်ရတဲ့အလုပ်ကိုဘယ်သူမှမလုပ်ချင်ကြပါဘူးအထူးသဖြင့်ဘုရားသခင်ကျမတို့ကိုပေးတဲ့ကောင်းချီးမင်္ဂလာဂတိတော်ပြီးတော့ဆုတောင်းချက်တွေကျမတို့အပြည့်မရတဲ့အခါမှာကျမတို့အထဲမှာတန်တရားစိတ်တွေဝင်လာတယ်စိတ်တကြခြင်းစိတ်ပြည့်ခြင်းတွေကျမတို့ရောက်လာတယ်ပြောရှင်ဘုရားသခင်အလုပ်လုပ်တဲ့အရာအရင်နေတယ်ဆိုပြီးဘုရားသခင်ကိုအပြည့်တင်ခြင်းလာတယ် အတော်တွေအဲ့ဒီအချိန်ကာလမှာဘုရားသခင်ကငါ့ရဲ့ဆုတောင်းတန်တွေကိုနားမထောင်ပေးဘူးငါ့ကိုဘုရားသခင် reject လုပ်တယ်ဆိုတော့ rejection spirit တွေပါတခါတလေမှာကျမတို့ဝင်လာတတ်တာဖြစ်တယ်ဒီနေ့ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကတင်ထင်းတာထက်ပိုပြီးမြန်ဆန်အောင်တင့်ကိုကောင်းကြီးပေးခြင်းနဲ့ဘုရားသခင်တည်းတယ်တင့်ကိုအလင်းအမြန်ကောင်းကြီးပေးခြင်းနဲ့တင့်ကိုအလင်းအမြန်အောင်မြင်စေခြင်းနဲ့တင့်ကိုအလင်းအမြန်တိုးတက်စေခြင်းနဲ့တင်လိုချင်တဲ့အရာတွေကိုလည်းဘုရားသခင်အလင်းအမြန်ပေးခြင်းတယ် တ်တခါကလေးမှာဘာကြောင့်ကျမတို့စောင့်ရတာလဲဒီနေ့ကျမတို့နံပါတ်1တိထားဖို့အတွက်ကတော့ဒီနေ့ဘာကြောင့်ဘုရားသခင်ကတင့်ကိုစောင့်ခိုင်းတယ်လဲဘုရားသခင်မှာတင့်အတွက်ကြီးမားတဲ့အကြံစီရှိတဲ့အတွက်ကြောင့်မဖြစ်တဲ့အာမင်ဒီနေ့နှုတ်ကပတ်တော်ကပြောတယ်အေဖက်အခန်းကြီး3ပိုင်းငယ်20ငါတို့၌ပြုပြင်တော်တကိုယ်တော်အတိုင်းငါတို့တောင်းပန်ကြံစီသည်များထက်အလွန်ချူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဘုရားသခင်ဖြစ်တယ်လို့ပြောတယ်ဘုရားသခင်ကတန်လိုခြင်းသာထက် ်တန်တောင်းတဲ့အရာတွေပို့ပြီးကောင်းတဲ့အရာဘုရားတခင်တန်တော်ပြင်ဆင်ပေးခြင်းလေတခါတလေမှကျမတို့လူချင်းတဲ့အရာတွေကဘုရားတခင်ကျမတို့ကိုပေးမဲ့အရာတွေတော့မကောင်းဖြစ်တယ်။ဒါပေမဲ့ကျမတို့ကကျမတို့လူချင်းတဲ့အရာအဲ့ဒီတသိလေးတွေကိုဆုတ်ကင်ပြီးမှဒီအရာမရလို့မဖြစ်ဘူးဆိုပြီးကျမတို့ဘုရားတခင်ကိုကျမတို့ပူဇော်တယ်။ဥပမာကျမတို့အိမ်ဝယ်တဲ့အခါကားဝယ်တဲ့အချိန်တစုံတစ်ခုတော့အရာကိုကျမတို့ ရယူဖို့အတွက်အရာမျောလင်းချက်ကြီးစွာနဲ့ကျမတို့စောင့်နေအချိန်မှာသဇုံတယောက်တော့သူကအဲ့ဒီအရာကိုယူသွားတဲ့အချိန်မှာကျမတို့အရင်စိတ်ပြက်တယ်ဘာကြောင့်လဲဘုရားတကယ်ငေါ့ကိုမပေးခြင်းဘူးလားဟမ်ဒါပေမဲ့ဘုရားရဲ့နှလုံးသားကိုကျမတို့နားလည်ဖို့အတွက်လိုတယ်ဘုရားသခင်ကသင်အခုဆုံးရှုံးသွားတဲ့အရာတွေထက်ပိုပြီးကောင်းတဲ့အရာကိုပေးခြင်းနဲ့အတွက်ကျမတို့သင်ကိုအချိန်ခဏစောင့်ခိုင်းတယ်အာမင်ကျမတို့စိတ်ရှိဖို့အတွက်လိုတယ်ဒီထက်ပိုကောင်းတဲ့အရာတွေ ျမတို့အနာဂတ်ကိုကျွန်တော်မမြင်ရဘူးကျမတို့အနာဂတ်ကိုကျွန်တော်မသိဘူးဖြစ်တယ်ဒါပေမဲ့ဖခင်ကကျမတို့အနာဂတ်ကိုသိတယ်လေကျမတို့အနာဂတ်အတွက်အကောင်းဆုံးဖြစ်မဲ့အရာတွေကို သူကပြင်ဆင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့အခုတင်ဆုံးရှုံးသွားတဲ့အရာတွေနော်တင်းလက်ထဲကနေသူများလူယူသွားတဲ့အရာတွေအတွက်တင်ဝမ်းမနေနဲ့ဒါပေမဲ့နောက်တစ်ချိန်မှာတင်းမြင်လာမှာဖြစ်တယ်။အော်ကြည်စံ ဲ့ဒီအချိန်မှာတော့ငါအရန်လိုချင်ခဲ့တာဒါပေမဲ့အဲ့ဒီအရာများရခဲ့လို့ငါအတွက်တကယ်မကောင်းပါလားဆိုတဲ့အရာကိုတမြင်လာမှာဖြစ်တယ်။အိုးဖခင်တကယ်ငါ့ကိုပေးတဲ့အရာကအကောင်းဆုံးဖြစ်တယ်ဆိုတဲ့အရာကိုတမြင်လာမှာဖြစ်တယ်။ဟာလေလုယာ။အာမင်။ဒါကြောင့်မို့ဆုံးရှုံးသွားတဲ့အရာသူတပတ်တင်းစီကနေလူယူသွားတဲ့အရာတွေအတွက်ဝန်းနေချေကွဲခြင်းမရှိဘဲနဲ့ခြေစိုးချီးမွမ်းပါပြီလို့ရှင်နောက်တစ်ခုကဘာလဲဆိုရင်ဖရာသခင်က ့ရဲ့အချိန်မှာ तू အလုပ်လုပ်တာဖြစ်တယ်။ဘုရားသခင်ကတင်းရဲ့အချိန်မှာ အလုပ်လုပ်တာမဟုတ်ဘူး။သူ့အချိန်မှာ तू အလုပ်လုပ်တယ်။ဒေရနာကျန်အခန်းကြီး၃အပိုင်ငယ်တက်မှာဖတ်သိင်းတော့အမှုရာတို့ဒီမိမိတို့အချိန်ရှိ။မိုးကောင်းခင် အောင်းနိုင်ကျင်စီသည်မြအတီးတီးတို့ကို ပြုရာတော့အချိန်ရှိ။ဘုရားသခင်ကသူ့ရဲ့အချိန်မှာ तू လာပါစွာအတူအလုပ်လုပ်တယ်။ဘုရားရဲ့အချိန်ကမိတ်ဆွေအတွက်အရင်လည်းမစောဘူးအရင်လည်းမနောက်ကြဘူး။ ကွက်တိကွက်ကြအရာအားလုံးကတညီတညွတ်တယ်ဖရာတခင်အလိုလိုပေးတာဖြစ်တယ်ရောမအခန်းကြီး၈အပိုင်းငယ်၂၈မှာဖရာတခင်ကိုချစ်တော်သူသည်ဟူတော်ကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူတော်သူ၏အကျိုးကိုခတ်တိန်သောအရာတို့သည်တညီတညွတ်တယ်ပြုစုကြ၏ဖရာတခင်က င်းသောအရာတွေကိုမိတ်ဆွေကောင်းဖို့အတွက်ပြင်ဆင်ပေးနေတာဖြစ်တယ်။တစ်ချက်ခုတ်50ချက်ပြစ်အောင်ဘုရားသခင်ကတချို့တော့အရာတွေကိုပြင်ဆင်ပေးနေတယ်။ဘုရားသခင်ညင်နေတဲ့ဘုရားသခင်မဟုတ်ဘူးဘုရားသခင်အလုံးလုံးပေးနေတယ်။တင့်ကောင်းရိုးအတွက်ဘုရားသခင်အလုံးလုံးပေးနေတယ်။တင့်မမြင်ရလဲတင့်မခံစားရလဲတင့်အနေနဲ့ ဘာမှမျော်လင့်ချက်မရှိသလိုဖြစ်နေတဲ့အချိန်မှာတော့ဘုရားသခင်ကအလွတ်လုံနေတယ်။ဘုရားသခင်ကသင်ကအဘုရားသခင်အိပ်ပျော်နေတာပဲဒီတစ်ချိန်မှာနော်ငါပြောတဲ့အရာတွေငါဆွတ်တောင်းတဲ့အရာတွေကလည်းမလုပ်ဘူး။ဒါပေမဲ့ဘုရားသခင်ကတစ်ဖက်မှာသင်မမြင်ရတဲ့တစ်ဖက်မှာဘုရားသခင်ကအလွတ်လုံနေတယ်။အဲ့ဒီညဆိုတဲ့အချိန်ကာလမှာတဲ့အိမ်နေပေမဲ့ဘုရားသခင်ကမအိပ်ပဲနဲ့သူကငိုက်နေအိပ်ပျော်ခြင်းမရှိပဲနဲ့သင်ကောင်းချိုးအတွက် အလုံးလုံးပေးနေတာဖြစ်တယ်။တဏီတညွတ်ထဲတဲ့အတွက်တဲ့ရဲ့အကျိုးအတွက်လုံးပေးနေတယ်။ဘုရားသခင်မှာတဲ့အတွက်ကောင်းတဲ့အကျင့်စီပဲရှိတာဖြစ်တယ်။ဒါကြောင့်ယေရမိခန်းကြီး29ပိုင်းငယ်7မှာအဖန်မိန်တော်မူတဲ့ကငါသည်တင်တို့ကိုအကျိုးနည်းစေခြင်းကကျင်စီတော့အကျင့်စီမဟုတ်ပဲတင်တို့ဒီမျော်လင့်တော်အကျိုးကိုရမယ့်အကြောင်းငြိမ်ဝှချင်းအလုံးငါသာတင်တို့အဖို့ကောင်းသောအကျင့်စီကိုငါသိ၏။အင်္ဂလိပ်လိုဖတ်တဲ့အခါမှာ For I know the plan I have for you, declares the Lord, the plan to prosper you and not to harm you. Dima, not to harm you, so that him. ဖယားခင်ကမိတ်ဆွေကိုမိတ်ဆွေရဲ့ဘဝအတ္တမှာတင်နာကျင်သွားအောင်တင်ကြဲကွဲအောင်တင်ဘဝအတ္တဆုပ်ပြတ်သွားအောင်ကြအစင်းသွားတဲ့အကျံစီအသွေးတစ်စက်လေးမှတော့မရှိဘူးဖြစ်တယ်။သူ့ရဲ့အကျံစီကဘာလဲဆို plan to prosper တင်းကိုအောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြွယ်ဝစေခြင်းနဲ့ကောင်းကြီးရစေခြင်းနဲ့เนาะအဲ့ဒါကဖရာသခင် အကျဉ်းစီတော်ဖြစ်တယ်ပြီးလို့ရှိရင်ဖရာရဲ့အကျဉ်းစီက give you hope and a future တဲ့အနာဂတ်အတွက်မျော်လင့်ချက်မျော်လင့်ချက်တွေကိုပေးတယ်အကျိုးတွေကိုပေးတယ်အနာဂတ်မှာအောင်မြင်ဖို့အတွက်တိုးတက်ဖို့အတွက်ကောင်းစားဖို့အတွက်အဲ့ဒါဖရာရဲ့အကျဉ်းစီဖြစ်တယ်ဒါကြောင့်မို့ ဖရားရဲ့အကျံစီကိုသင်ဘာလို့ဖို့အတွက်လို့လဲစိတ်ချဖို့အတွက်လို့လဲဖရားတခင်ကမကောင်းဖို့အတွက်ဘယ်တော့မှဖရားတခင်မကျံစီဘူးဖရားတခင်အကောင်းဆုံးသောအရာတွေလုပ်ပေးဖို့အတွက်ဖရားတခင်ကျံစီနေတယ်ဖရားတခင်လက်ထဲကိုသင်ဘဝအတက်တအလိုက်ပြီးတော့ဘာမှမစိတ်ချရမှာဖရားတခင်ကိုစိတ်ချခြင်းနဲ့သွားဖို့အတွက်လို့လဲသူအကောင်းဆုံးလုပ်ပေးမယ်သူကဖရားဖြစ်တယ်ကျွန်တော်ရအလုံးစုံကိုသူသိတယ် ဘေးအရာကောင်းလဲဘေးအရာမကောင်းဘူးဘေးရောက်ရွေးချယ်ရမယ်မရွေးချယ်ရဘူးဆိုတော့ဖရာတခင်တည်တယ်အကောင်းဆုံးတော့အကျဉ်းစီတွေသူ့မှာရှိအဲ့ဒီအကျဉ်းစီတော့တည်အောင်လဲသူကပဲအလုပ်လုပ်ပေးမယ်ဆိုတော့စိတ်ချတဲ့နှလုံးသားနဲ့တင်သွားမယ်ဆိုရင်အဲ့ဒီစောင့်ဆိုင်းရတဲ့ကာလမှာမိတ်ဆွေရဲ့တတမှာငြိမ်သက်ချယ်ပြင်းနေတဲ့စောင့်နေမှာဖြစ်တဲ့မိဘတွေဟာသူ့ရဲ့သားသမီးတွေအကောင်းဆုံးတော့အကျဉ်းစီ နော်သူဆိုးလို့ဆိုပြီးမှမကောင်းတဲ့အရာတွေကိုပေးတာမဟုတ်ဘူးဆိုးနေတဲ့အချိန်မှပင်လေအကောင်းဆုံးသောအရာတွေကိုသူတို့ပေးဖို့သူတို့ဘဝတစ်ခုလုံးမှာအလုပ်တွေကိုကြိုးစားတယ်သူတို့ပိုင်ဆိုင်တဲ့အရာတွေအားလုံးကိုပုံအပ်ပြီးဒီကလေးတွေအနာကအတွက်လုပ်ပေးတယ်ဒါတောင်မှကျမတို့လောကရဲ့မိဘတွေပဲဖြစ်သေးတယ်ကောင်းကင်ဖခင်တင့်ရဲ့အဖေကအေးမဲမင်းတင့်ကောင်းဖို့အတွက်တင်ကြွယ်ဝဖို့အတွက်တင်ကောင်းကြီးရဖို့အတွက် ြံစီပေးနေတဲ့အကြံစီဘုရားသခင်မှာအပြည့်ရှိတယ်ဆိုတဲ့စိတ်ချတဲ့နှလုံးသားနဲ့ဘုရားသခင်ကိုစောင့်ပါအာမင်ဘုရားသခင်ကိုအနန္တထားတဲ့အရာတစ်ခုအပေါ်မှာသင်စောတကားတက်စရာမလိုဘုရားသခင်အကောင်းဆုံးသောအရာကိုလုပ်ပေးမယ်တခါတလေမှာနော်တက်စီကနေနော်ထွက်သွားတဲ့အရာဖြစ်ဆုံးရှုံးသွားတဲ့အရာဖြစ်စေအဲ့ဒီအရာတွေအတွက်လည်းဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါကိုရောဒီတက်ပိုကောင်းတဲ့အရာတွေ on the way လာနေပြီဖြစ်တဲ့ကျေးဇူးတန်တယ် ဖျားသခင်ရဲ့အကြံစီနဲ့ဖျားရဲ့နှလုံးသားကိုစိတ်ချခြင်းနဲ့သွားမယ်ဆိုရင်မကြာခင်မှာမိษွေရဲ့အတ္တမှာချီးမွမ်းစရာနဲ့မိษွေရဲ့အတ္တမှာတသက်ခံစရာနဲ့မြောက်များစွာဖျားသခင်ပေးမှာဖြစ်တယ်အာမင်ဒါတော့ဖျားသခင်ရဲ့အကြံစီတော်ကိုစိတ်ချပါနော်နောက်ကြရဲဆိုတဲ့အရာတွေမိษွေအနေနဲ့နောက်ကြရဲအော်ဒီလေးဖြစ်တယ်ဆိုတဲ့အရာတွေအဲ့ဒီအရာကလူအနေနဲ့ထင်တာပဲဒါပေမဲ့ဖျားရဲ့အချိန်ရောက်လာတဲ့အခါမှာတဏီတညွတ်တဲ့မိษွေရဲ့ ကောင်းကျိုးအတွက်အားလုံးပြင်ဆင်ပေးတဲ့အရာကိုသင်မြင်ရမှာဖြစ်တယ်အာမင်နောက်ကျတဲ့အရာကဘုရားသခင်တင့်ကိုညင်းပယ်ခြင်းမဟုတ်ဘူးတာ၍ကောင်းတဲ့အရာတွေရောက်လာမှာဖြစ်တဲ့တို့တင့်ကိုခဏစောင့်ဆိုင်ထားခြင်းဖြစ်တယ်ဆိုပြီးဒီနှုတ်ကပတ်တော်အတော်လေးနဲ့ဟေးစိကိုခွန်အားပေးခြင်းတာဖြစ်တယ် make a blessing all